္ဂလာပါရှင်။ Why do no ham matter မြမငလျင်ဆိုင်ရာကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာဘာကြောင့်ရဲရွာတွေထိခိုက်နေတာမှုမရှိစေရေးကအရေးကြီးတာလေ။ရဲရွာတွေကိုပြန်လည်ထူထောင်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကုညီခဲ့ကြပေမဲ့အဲ့ဒီအကူအညီတွေကြောင့်မိဖတ်တွေနဲ့ရဲရွာတွေကိုပုံပြီးထိခိုက်သွားစေသလားဆိုတာအမြဲဆက်စင်နေဖို့လိုပါတယ်။ဒါကြောင့် RCS Reimagining Conflict Sensitivity အဖွဲ့ရဲ့စာရန်ငယ်ပါစဉ်းစားသုံးသပ်ချက်တွေကိုမြင်ရပြီး Sister to Sister အဖွဲ့ရဲ့ပံ့ပိုးမှုနဲ့ကျမတို့မျိုးတော်ကအပိုင်းလိုက်နှိမ့်ဆက်ပေးနေတာပဲဖြစ်ပါတယ်။မလ28ရက်နေ့ကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလျင်အတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ကြရမှာထိခိုက်နစ်နာမှုမရှိစေရေးဒူနိုဟန်အတွက်စဉ်စားသုံးသပ်ရမယ့်အချက်များတွေကစတုထအချက်ဖြစ်တဲ့အမျိုးသမီးများ၏အသံနဲ့ခေါင်းဆောင်မှုကိုမြင့်တင်ပေးခြင်းအချက်နဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့အသံနဲ့ခေါင်းဆောင်မှုကိုမြင့်တင်ပေးခြင်းအပိုင်းမှာ အထူးသဖြင့်မန္တလေးနဲ့စကိုင်းတို့လိုဒေသတွေမှာအကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှု CDM နဲ့ပြည်သူဝန်ဆောင်မှုများပေးအပ်ကူညီရေးတို့မှာအမျိုးသမီးတွေကအ धिक အခန်းကဏ္ဍကနေပါဝင်လျက်ရှိကြပါတယ်။အမျိုးသမီးဥဆောင်တဲ့အဖွဲ့အစည်းတွေကနေတဆင်းသူတို့ရဲ့ဦးစီးဦးရွက်ပြုမှုဟာ အခရာကြပြီးခရီးသွားလာရေးနဲ့လက်လန်းမီရေးကိစ္စရပ်တွေမှာအထူးအရေးပါပါတယ်။ငလျင်ဖြစ်ပွားပြီးချိန်နဲ့ဖြစ်ပွားစဉ်ပြည်ပခအခြေအနေအတွင်းမှာအဲ့ဒီအဖွဲ့အစည်းတွေဟာ ဂျန်နာအခြေပြုအကြမ်းဖက်မှုနဲ့အိမ်တွင်အကြမ်းဖက်မှုတွေအပါအဝင်ဂျန်နာရေးရာကိစ္စရပ်တွေကိုကင်တွယ်ဖြည့်ရှင်းရမှာအထူးအရေးပါပါတယ်။ထိရောက်အကောင်နဲ့အကျက်အတဲစီမံခန့်ခွဲရေးနဲ့ရဲရွာယုံကြည်မှုရရှိစေရို့မှာအမျိုးသမီးခေါင်းဆောင်အနေနဲ့သူတို့ရဲ့အဖွဲ့အစည်းတွေကိုထောက်ပံ့ပေးဖို့ဟာမဖြစ်မနေအရေးကြီးပါတယ်။အမျိုးသမီးများရဲ့အတန်းနဲ့ခေါင်းဆောင်မှုကိုမြင့်တင်ပေးခြင်းအပိုင်းမှာထည့်သွင်းစဉ်းစားရမယ့်အချက်နှစ်ချက်ရှိပါတယ်။အဲ့ဒီအချက်နှစ်ချက်ကတော့ အမျိုးသမီးဥဆောင်အဖွဲ့အစည်းများအားထောက်ပံ့နိုင်ရေးကိုဦးစားပေးခြင်းနဲ့အမျိုးသမီးများ၏ဒေသနာကျွမ်းဝင်မှုနှင့်ကိုယ်ရဲ့ချိတ်ဆက်နိုင်မှုကိုအတိအမှတ်ပြုလက်ခံခြင်းနှင့်အားကောင်းစေခြင်းတို့ဖြစ်ပါသည်အမျိုးသမီးဥဆောင်နှင့်အဖွဲ့အစည်းတွေကိုထောက်ပံ့နိုင်ရေးကိုဦးစားပေးခြင်းအချက်မှာတော့ရမုံဝင်နဲ့ထောက်ပို့အကူအညီတွေဟာပြည်တွင်းမှာရှိတဲ့အမျိုးသမီးတွေဦးဆောင်တဲ့အဖွဲ့အစည်းတွေအထံကိုစီစဉ်အောင်ပြုလုပ်ပေးရပါမယ်။အဲ့ဒီအဖွဲ့အစည်းတွေရဲ့တရားလိုအပ်ချက်တွေနဲ့ လုပ်ငန်းဆောင်ရွက်မှုအပိုင်းအခက်အခဲတွေကိုဦးစားပေးဖြည့်ရှင်ပေးရပါမယ်။ဘာကြောင့်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍဟာအရေးကြီးတာပါလဲမေးစရာရှိပါသေးတယ်။အင်တာအင်ရဲ့စာဝတ်နေရေးကိုဖြည့်ရှင်ရမှာအမျိုးသမီးအင်ရှင်မတွေဟာအခြေခံကြပြီးအရေးပါတဲ့သူတွေဖြစ်ပါတယ်။အခုလိုငလျင်ထံကိုခန်းစားနေရတဲ့အချိန်မှာအရေးကြီးဆုံးစားရေးနဲ့ပတ်သက်လို့စိန်ခေါ်မှုတွေကိုအင်ရှင်မတွေရင်ဆိုင်နေကြပါသေးတယ်။ဥပမာတောက်သုံးရေရရှိရေးကနေချက်ပြုတ်ရေးအတွက် လောင်စာဆီရရှိရေးအထိဖြစ်ပါတယ်။ထောက်ပံ့မှုကြောင့်အခြေခံရိခာဆန်စီစာရရှိရင်တော့အခြေခံကြတဲ့ဒီအစီအနေကိုဖျက်ကျော်ရမှာပါ။ဒါကြောင့်စားပွေးနေရေးနဲ့ပတ်သက်ပြီးအခြေခံအချက်တွေကိုဖြည့်ရှင်းဖို့အတွက်အကူအညီပေးရည်မှာအမျိုးသမီးတွေရဲ့အခမ်းအနားဟာအရေးကြီးတာဖြစ်ပါတယ်။အမျိုးသမီးဥဆောင်တဲ့အဖွဲ့အစည်းတွေကိုထောက်ပံ့ခြင်းနဲ့အတူငလျင်ဘေးကပြန်လည်ထူထောင်ရေးတွေမှာအခြေခံကြတဲ့လိုအပ်ချက်တွေကိုလည်းဖြည့်ရှင်းပြီးသားဖြစ်နိုင်တာကိုတွေ့ရပါတယ်။ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ကုန်စည်နှုန်းကြီးမြင့်မှုတောက်တုံးရေရှားပါမှုစတဲ့အချက်တွေကို အမျိုးသမီးတွေကစိတ်ဝင်တစားလေးလာဆန်းစစ်တတ်တာကြောင့်ငလျင်နောက်ဆက်တွဲကုန်စည်နှုန်းနဲ့ဒေသနာရအခက်အခဲများစွာကိုသိရှိပြီးဖြစ်ပါတယ်။ဒါအပြင်အမျိုးသမီးဥဆောင်အဖွဲ့အစည်းတွေကသာအမျိုးသမီးတွေရဲ့အခက်အခဲတွေကိုပိုပြီးမြင်နိုင်တာဖြစ်ပါတယ်။အမျိုးသမီးတွေလားစဉ်ကြုံတွေ့ရတဲ့ကိစ္စတွေကဆလို့အခြေခံကြတဲ့လိုအပ်ချက်တွေကို အမျိုးသမီးတွေကသာတိမြင်စဉ်းစားပြီးကူညီကြတာတွေ့ရပါတယ်။ ဒါအပြင်ငလျင်ဘေးကြောင့်အိမ်အောင်ဦးစီးဆုံးရှုံးသွားရတဲ့အိမ်အောင်ရှင်မအမျိုးသမီးတွေမှာဆိုရင်အိမ်ရှင်မအနေနဲ့ရောအိမ်အောင်ဦးစီးအနေနဲ့ပါဘဝလက်ကျန်အချိန်တွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်အိမ်အောင်ရှင်အမျိုးသမီးအချင်းချင်းစာနာထောက်ထားမှုနဲ့အိမ်အောင်ရှင်အမျိုးသမီးတွေရဲ့အခက်အခဲကိုစာနာကူညီပေးတဲ့လုပ်ရက်ကိုအမျိုးသမီးအချင်းချင်းကသာပို့ပြီးစာနာနားလည်နိုင်တာကြောင့်အမျိုးသမီးတွေရဲ့အတန်ကိုပို့ပြီးနားထောင်ပေးနိုင်တဲ့ အမျိုးသမီးခေါင်းဆောင်တွေရဲ့အခန်းကဏ္ဍကိုမြင့်တင်ပေးဖို့လိုအပ်ပါတယ်။ဒီအပိုင်းရဲ့ဒုတိယအချက်ဖြစ်တဲ့အမျိုးသမီးများ၏ဒေသန္တရကျွမ်းဝင်မှုနှင့်ကိုယ့်ရဲ့ချိတ်ဆက်နိုင်မှုကိုအတိအမှတ်ပြုလက်ခံခြင်းနှင့်အားကောင်းစေခြင်းအချက်များတို့အမျိုးသမီးခေါင်းဆောင်များနှင့်အမျိုးသမီးဦးဆောင်သောအဖွဲ့အစည်းများတွင်ဂျန်နာရေးရလိုအပ်ချက်များနှင့်ထိခိုက်နိုင်ခြင်းများအပါအဝင်သက်ဆိုင်ရာရဲရွာအဖွဲ့အစည်းများနှင့်ပတ်သက်၍ခေစစ်တွင်ကြားတိမြင့်နားလည်မှုရှိကြပါသည်။၎င်းတို့၏ဒေသန္တရကျွမ်းဝင်တိမြင့်မှုနှင့် ဆက်ဆံရေးတိဆောက်ထားနိုင်မှုများကြောင့်အခြားမိတိနည်းနည်းများလက်လန်းမိနိုင်စရာမရှိသောထိခိုက်မှုအခံရဆုံးပြည်သူများထံသို့လက်လန်းမိစေပြီး၎င်းပြည်သူများအတွက်အံဝင်ခွင့်ကြဖြည့်ရှင်းဆောင်ရွက်မှုများပါပြုလုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ဒေသခံအမျိုးသမီးတွေပါဝင်တဲ့ပရဟိတအသင်းအဖွဲ့တွေရဲ့အခမ်းအခဏကိုဒီအပိုင်းမှာတွေ့ရပါတယ်။အမျိုးသမီးခေါင်းဆောင်အနေနဲ့အမျိုးသမီးဥဆောင်တဲ့အဖွဲ့အစည်းတွေအားကောင်းလာတာနဲ့အမျှဒေတာအလိုက်ကအခြေခံလူအပ်ချက်တွေကိုဖြည့်ရှင်းပေးနိုင်မှာဖြစ်တယ်လို့ ကြားမှဒန်းတူညီမရေးနဲ့အိမ်တွင်အကြမ်းဖက်မှုလိုကိစ္စတွေကိုပါငလျင်ပေးထူထောင်ရေးနဲ့အတူတပါးတွေဖြည့်ရှင်းဆောင်ရွက်နိုင်မှုမျှော်လင့်ရပါတယ်။အမျိုးသမီးဥဆောင်တဲ့အဖွဲ့တွေမှာအဖွဲ့အချင်းချင်းညီမတပ်ဖွဲ့ဆက်ဆံရေးရှိတတ်ကြပြီးအဲဒီလိုဆက်ဆံရေးကနေတစင်းရင်းနှီးမှုနဲ့အတူရုပ်လုံငန်းမဆန်တဲ့ကုညီပူပေါင်းဆောင်ရွက်မှုတွေရရှိနိုင်ပါတယ်။အခုလိုကြောက်မက်ဖွဲ့ငလျင်ပေးကိုကြုံလိုက်ရတဲ့အချိန်မှာအဲ့ဒီဒေတာကပြည်သူအများစုမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုအနည်းနဲ့အများဆိုသလိုခံစားခဲ့ကြရမှာဖြစ်ပါတယ်။အထူးသဖြင့်အမျိုးသမီးတွေမှာပိုပြီးထိခိုက်ခံစားရနိုင်ပါတယ်။ဒါကြောင့်အမျိုးသမီးတွေကိုစိတ်ပိုင်းဆိုင်ရာမြင့်တင်ပေးဖို့လုပ်ငန်းစဉ်တွေဟာအမှန်တကယ်ပဲလိုအပ်မှာဖြစ်ပါတယ်။ဒါကြောင့်အချင်းချင်းပိုမိုစာနာနားလည်ပေးနိုင်တဲ့အမျိုးသမီးဥဆောင်တဲ့အဖွဲ့အစည်းတွေကိုထောက်ပံ့ပေးနိုင်ရေးအတွက်အများကဦးစားပေးဖို့လိုအပ်ပါတယ်။အလားတူပါပဲ။အမျိုးသမီးတွေရဲ့ဒေသနာကျွမ်းဝင်မှုနဲ့ကိုယ့်ရဲ့ချိတ်ဆက်နိုင်မှုတို့အတွက် ဒေသခံအသင်းအဖွဲ့တွေကအမျိုးသမီးတွေကိုအတိအမှတ်ပြုလက်ခံပေးပြီးအဲ့ဒီအဖွဲ့အစည်းတွေအကောင့်စေဖို့အတွက်လဲဝိုင်းဝန်းကူညီပေးကြဖို့လိုအပ်မှာဖြစ်ပါတယ်လက်တလောအခြေအနေအရငလျင်ပေးစည်းကြုံနေရချိန်မှာတော့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေစေဖြစ်တာကြောင့်နေစင်နဲ့အများဆိုသလိုဒေသခံပြည်သူတွေတိုက်စုံမှုတွေမှာလဲအမျိုးသမီးတွေပါဝင်နေစေဖြစ်ပါတယ် ဒီလိုအခြေအနေတွေမှာကျမတို့အမျိုးသမီးအချင်းချင်းရိုင်းပင်ကူညီရေးအခက်အခဲတွေကိုအတူတကွဖြတ်ကျော်ကြရမှာပဲဖြစ်ပါတယ်။၂025ခုနှစ်ရဲ့နိုင်ငံတကာအမျိုးသမီးများနေ့ဆောင်ပုံ Accelerate Action ဆိုတဲ့အတိုင်းဒန်းတို့အခွင့်အရေးတွေနဲ့အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်တွေကိုအရှိန်မြင့်တင်ကြပါစို့လို့အမျိုးသမီးတွေကိုအားပေးရင်ဒီကနေ့ရဲ့တင်ဆက်မှုအပိုင်းကိုရန်နာလိုက်ပါရစေရှင်။ Point to Noham Mata မြမငလျင်ဆိုင်ရာကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ။ဘာကြောင့်ရဲရွာတွေထိခိုက်နေတာမှုမရှိစေရေးကအရေးကြီးတာလေ။ RCS Reimagining Conflict Sensitivity အဖွဲ့ရဲ့စာရန်ငယ်ပါစစ်စာသုံးသက်ချက်တွေကို Sister to Sister အဖွဲ့ရဲ့ပံ့ပိုးမှုနဲ့မြို့တော်ကနေ့စဉ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။နောက်နေ့ဒီမှာလေကြံရှိတဲ့အပိုင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်